အိမ်တော်တစ်ခုခိုင်ခန့်ဖို့ရန်အတွက်သင်လျှောက်ရမယ့်အရာရှိတယ်။အဲ့ဒါကဘာလဲဆိုတော့လွယ်လွယ်လေးနဲ့ပြောရမယ်ဆိုရင်နာငယ်6လုံးကိုရှောင်ရမယ်။နာနိုင်နှစ်နှစ်နိုင်နောက်ဆိုတဲ့အရာဖြစ်တယ်။အဲ့ဒီနာနိုင်နှစ်နှစ်နိုင်နောက်ကိုရသွားပြီဆိုရင်အိမ်တော်တွေတွေအတွက်တတိထားပြီးရှောင်ဖို့ရန်အတွက်ကောင်းချီးမင်္ဂလာဖြစ်လာလိမ့်မယ်။ ထမတစ်ခုနားဆိုတဲ့အရာကနားလေမှုမပေးနိုင်ခြင်းတွေကိုရှောင်ရမယ်။အိမ်တော်တစ်ခုကိုတီထောင်တဲ့အခါမှာငါမှန်တယ်ငါလောက်တာဟုတ်တယ်ငါပြောတာပဲဖြစ်ရမယ်။ငါသဘောငါစိတ်ဆိုတဲ့အရာနဲ့ဖြစ်လာပြီးဆိုရင်အပေးယူမတဲတော့ဘူးဆိုရင်အဲ့ဒီအိမ်တော်ကပျို껙ဖို့အရန်လွယ်တယ်။ငွေချေးပိုင်းဆိုင်ရာမှာပဲဖြစ်ဖြစ်လူမှုရေးပိုင်းဆိုင်ရာမှာပဲဖြစ်ဖြစ်အတိုင်းဝိုင်းချားမှာပဲဖြစ်ဖြစ်တယောက်နဲ့တယောက်နားလည်မှုရှိရတယ် ဒါကြောင့်အိမ်တော်ရေးတာ၍တာ၍ခိုင်မြဲခြင်းနဲ့ဆိုရင်တယောက်နဲ့တယောက်နားလည်မှု ပေးထပ်ဖို့ရန်အတွက်အဖက်ဖက်မှာလိုအပ်ပါတယ်။နားပြီးတဲ့အခါမှာနိုင်အနိုင်ထက်ပြုတ်ခြင်းတွေကိုရှောင်ရပါမယ်။တချို့သောသူတွေကအရက်သေးစားတောက်စားတဲ့အခါမှာသွေးဆိုးတယ်။သွေးဆိုးတဲ့အခါမှာလက်ချေပါလာတယ်။ ဆိုစနီးတွေကကြာလာတဲ့အခါမှာအိမ်တွင်းမှာပြဿနာဖြစ်ရင်းနဲ့မှလက်ချေပါတော့အသားနာတော့အိမ်ကထွက်ပြေးခြင်းကိုဆိုတော့သွေးဆိုးတဲ့အရာတွေပေါ့နိုင်ထက်စင်းင်းပြူတဲ့အရာတွေတချို့သောသူတွေကလည်းဒေါသအလိုလျောက်ထွက်တယ်နေနေလေဒေါသထွက်ပြီးဆိုရင်မျက်နာထိုးလိုက်ရမှခြေတော့နဲ့ကန်လိုက်ရမှအဲ့လိုမှမဟုတ်ဘူးဆိုရင်နံရံကိုလက်သီးနဲ့ထိုးလိုက်ရမှခြေနဲ့တက်တဲ့အမျိုးသားအမျိုးသမီးတွေရှိပါတယ် အဲ့ဒီအတွက်ကြောင့်မလို့အဲ့လိုပြဿနာ ဖြစ်ပြီးဆိုရင် အကောင်ဆုံးကတော့တိတ်ဆိတ်စွာနေလိုက်တာအကောင်ဆုံးပဲဘလောက်ပဲကိုမှန်နေပါစေပြဿနာကိုမဖြေရှင်းပဲနဲ့တိတ်တိတ်ဆိတ်ဆိတ်နေလိုက်ပြီးတယောက်နဲ့တယောက်အေးသွားပြီးဆိုမှအဲ့ဒီပြဿနာရဲ့အရင်းမြစ်ကိုနားလည်အောင်ရှင်းပြတတ်ဖို့ရန်အတွက်လိုအပ်ပါတယ်ဒါကြောင့်အနိုင်ထက်ပြုခြင်းအနိုင်ထက်စီနေမှုလက်ခြေပါခြင်းတွေကိုရှောင်ရပါတယ်နာနိုင်နောက်နှစ်ကပါလဲဆိုတော့နှစ်ဖက်မိပါဖြစ်တယ် ဆိုတော့ကျွန်တော်တို့အိမ်အောင်တစ်ခုကိုတီထောင်ပြီးဆိုရင်သူ့ဘက်နဲ့ကိုယ်ဘက်မိဘတွေရှိပါတယ်ဒါကငတ်သားငတ်သားဇနီးတဲ့ကိုနေယူတဲ့အခါကျရင် နိုင်အောင်ဖိထားနော်နို့မဟုတ်ရင်နေ့ဇနီးတဲ့ကနေ့ကိုအနိုင်ကျင့်လိမ့်မယ်သမီးလေးလည်းကြောင့်သမီးနေ့ခင်မွန်းတဲ့ကိုနိုင်အောင်လှုပ်ထားနော်နောက်ဆိုရင်နေရှုံးလိမ့်မယ်နေခံရလိမ့်မယ်ဆိုတော့နှစ်ဖက်မိဘတွေဝင်မပါတာကောင်းပါတယ်ဒါကြောင့်နော်ဇနီးမောင်နှံမှာဆိုလဲနှစ်ဖက်မိဘတွေရှိကြပါတယ် ပြဿနာဖြစ်လာပြီဆိုရင်နှစ်ဖက်မိဘကဝင်ပါတာမျိုးမဟုတ်ဘဲနဲ့သူတို့ပါသူတို့နားလည်မှုဖြေရှင်းဖို့ရန်အတွက်ဖြစ်တယ်။ဒီနှစ်ဖက်မိဘတွေကနေပြီးတော့သူတို့ရဲ့ဆုံးဖြတ်ချက်ကိုပန့်ပိုးပေးဖို့ဖြစ်တယ်။အဲ့လိုမှမဟုတ်ဘူးဆိုရင်သွားရင်ဖွင့်တဲ့အခါမှာငါသမီးကိုဒီလိုပြောရလေချင်းဆိုပြီးတော့မဖြစ်တတ်လဲဆိုတော့ဘိုးဘက်ကချက်သွားပြီ။ဒါပေမဲ့မိဘကမပြီးနိုင်တော့ဘူးဖြစ်လာတယ်။ဒါကြောင့်နှစ်ဖက်မိဘရဲ့နော်ဝင်ပါလာမဲ့အရာတွေကိုလည်းရှောင်ရှားတတ်ဖို့လိုအပ်တယ်။ နောက်တစ်ခုနှစ်ကပါလဲဆိုတော့နားနိုင်နှစ်နှစ်နောက်တစ်ခုနှစ်ကပါလဲဆိုတော့သူကသူကနှစ်ယောက်ပြိုင်ထားတာဖြစ်တယ်တခါတည်းကိုယ့်ရဲ့ဇနီးတွေကအသက်ကြီးလာလို့မလာတော့ဘူးဆိုရင်လာတဲ့အမျိုးသမီးတွေကိုအမျိုးသားတွေကကြိတ်တက်တယ်အ ਨੇ ဆုံးကတော့လေပြန်ကြိတ်တက်တယ်ဆိုတော့အဲ့ဒီလိုမျိုးနှစ်ယောက်ပြိုင်ထားတဲ့အရာဖောက်ပြန်တဲ့အရာတွေကအိမ်အောင်မိသားစုမှာလောကမှာဖြစ်ပျက်နေတဲ့အရာတွေများစွာကြာရပါတယ် ဒါကြောင့်အခုခေတ်ဆိုရင် အမျိုးသားကြီးပဲဖောက်ပြန်တာမဟုတ်ဘဲနဲ့အမျိုးသမီးတွေပါဖောက်ပြန်မှုတွေ့ရတယ်။ဒါကြောင့်ကိုယ့်ရဲ့ဇနီးတွေကဘလို့ပဲဖြစ်နေပါစေဖောက်ပြန်ခြင်းကိုမလုပ်ဘဲနဲ့ယုံကြည်သူတည်သူကစာချုပ် contract ပေါ်မှာလုတ်တာမဟုတ်ဘဲနဲ့ covenant ဒီဟုသောပဋိညင်းအပေါ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့တသက်တာလုံးတတ်တန်းကုန်သွားတယ်ဆိုတာမရှိဘူး။ထာဝရခိုင်မြဲဖို့ရန်အတွက် သူကတောင်းတဲ့တယောက်သစ္စာရှိဖို့ရန်အတွက်လိုအပ်ပါတယ်နာနိုင်နှစ်နှစ်နိုင်နိုင်ကပါလဲဆိုတော့ကိုယ့်ရဲ့ဇနီးခင်မုန်းတဲ့ကိုသူတစ်ပါးနဲ့နှိုင်းရှင်တာဖြစ်တယ်နှိုင်းရှင်မှုကိုမလုပ်ပါနဲ့ခင်မုန်းတဲ့ကိုတခြားအမျိုးသားနဲ့နှိုင်းရှင်နေဆိုရင်ကြာလာရင်အဲ့ဒီခင်မုန်းတဲ့ကအရေးအချင်းတစ်ဖြည်းဖြည်းကြာလာလိမ့်မယ် ဇနီးတွေကိုလည်းတခြားသူနဲ့အမြဲတမ်းနှိုင်းပြီးတော့ကြည်ပါလားသူတို့ကဝင်ငွေဒီလောက်ရတာနင်ကဒီလောက်မရှာနိုင်ဘူးလို့နှိုင်းလာပြီးဆိုရင်နှိုင်းရှင်မှုများလာလေလေခင်မုန်းတွေကလူတော်တိုးဖို့လန့်လာလေလေပဲဒါကြောင့်နှိုင်းရှင်တဲ့အရာတွေကိုရှောင်ရှားတတ်ဖို့လိုအပ်ပါတယ်နားနိုင်နင်းနင်းနှိုင်းနောက်နောက်ကပါလဲဆိုတော့နောက်ဆုံးတစ်ခုကတော့နောက်ကျောင်းဖော်ခြင်းပဲအတိတ်နဲ့သက်ဆိုင်တဲ့အရာတွေကိုလုံးဝမတူဆွာပါနဲ့ နေအရင်ကမင်းကလေးချောချောလေးထားခဲ့တယ်လေအခုတော့အဲ့မင်းကလေးလောက်တောင်ငါ့ကိုမချစ်ဘူးလားဆိုပြီးတော့နှိုင်းရှင်တဲ့အရာအတိတ်ကိုပြန်ပြီးတူးဖော်လေးလေးတယောက်နဲ့တယောက်စကားများတာပူကြုံရလေလေပဲဒါကြောင့်အိမ်တော်တဲ့မိသားစုများတင်းရဲ့အတ္တတာထဲမှာနားနိုင်နင်းနင်းနိုင်နောက်ဆိုတဲ့အရာလေးတွေနဲ့ကြုံလာပြီးဆိုရင်တတိထားဆင်ကျင်မယ်ဆိုရင်တင်းရဲ့အိမ်တော်ကဒီရာတွေနဲ့ကင်းဝေးပြီးတော့တာယာပျော်ရွှင်ပွဲကောင်းတဲ့ အိမ်တော်မိသားစုဖြစ်လာပါလိမ့်မယ်။အရောက်တိုင်းမော်ဖျားကောင်းကြီးရှိပါစေ။